မင်္ဂလာပါရှင်ဒီနေ့တော့မမေကအိမ်မှာအချော်လေးတွေကြော်ရင်းနေချစ်တို့ကုလိုမျိုးဘူတီချော်လေးလက်လာလေးဘလူးချော်လေးဆိုတာချစ်တို့ကို share လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင်အိမ်မှာတော့ဘူတီဝထားရှိရနဲ့ဘူတီနဲ့တတလီယာအာလူးစားခြင်းနဲ့ဆိုအာလူးနဲ့ရုံးမွေတလေးရှိတာကိုကြော်လိုက်တာဖြစ်ပါတယ်ရှင်အရင်ဆုံးဘူတီကိုကုလိုမျိုးလီးပြီးတော့တခြားလေးရေချောင်းအောင်တ िश ူးလေးနဲ့လိုက်သုပ်ပေးလိုက်ပါတယ်ပြီးရင်တော့ဘူတီထဲမှာကော်မုတ်ဖြူပြီးတော့ကုလိုမျိုးလေးနေထားလိုက်ပါတယ်ရှင် ဒါကတော့အကြုံမို့ဖြစ်ပါတယ်။ကြိုက်ရအကြုံမို့သုံးလို့ရပါတယ်။ယူရီးယားအကြုံမို့ဆိုပိုကောင်းပါလိမ့်ရှင်။ပြီးရင်တော့ဂျင်းထည့်ပြီးတော့ရေခဲရေလေးထည့်ပြီးနည်းနည်းစီအခုလိုမျိုးရေလေးထည့်ရင်လည်းတိပစ်ကလေးဖြောထားလိုက်ပါတယ်ရှင်။အာလူးကိုလည်းချစ်ပြီးတော့အခုလိုမျိုးရေချောင်းအောင်တေချာလေးတုပ်ထားလိုက်ပါတယ်။အာလူးထဲမှာလည်းပြောင်းကုန်မို့ကိုထည့်ပြီးတော့နေထားလိုက်ပါတယ်ရှင်။

ဒီခုဆိုရင်တော့ရပါတော့မယ်ပူတီကျော်လလလေးတွေရတော့ပါပြီကျွတ်ကျွတ်ကလေးနဲ့အရန်ကိုစကောက်ပါတယ်ရှင်ကဲကျွတ်ရေးကြည့်ကြပါဦးလှတယ်မလားမြားအိမ်မှာမလို့နေလေးချက်နေလေးတွေကိုဗလီပဲလို့လို့ကျွတ်ကိုအမြဲတမ်း နီလန်းတစ်လေးတွေရလို့ရှိရင်အမြဲတမ်းမျှဝေပေးနေတာဖြစ်ပါလိမ့်ရှင်။အလူကိုလည်းခုနလိုပဲမုန်နီလေးနဲ့နစ်နစ်ပြီးတော့ကြော်ပေးလိုက်ပါတယ်ရှင်။မမရဲ့အင်ချက်နီလေးတွေမုန်နော်နီလေးတွေအတစ်ဆန်လေးတွေကိုကြည့်ကြည့်နေဆိုရင်တော့မမရဲ့အကောင့်ကိုလိုက်ရဖော်လို့ရေးလုပ်ထားပြီးပို့။အမိကြနေနော်။ကဲကိုဆိုရင်တော့အလူကြော်လေးလည်းရသွားပါပြီရှင်။ တရားထုတ်တယ်ရွေးလေးပြတော့ရိုးရရမယ်လို့ဆိုရင်တော့စားလေးနည်းနည်းထည့်ပြီးတော့အမုန်းနေတယ်မှာစားထည့်ပြီးတော့ຫນွေပေးရပါတယ်ရိုးရရလာတဲ့အချုံမုတ်တွေအကုန်လုံးဆက်ပြီးသားဆိုရင်တော့သူကစားပစားပါပြီးသားဖြစ်တဲ့အတွက်ကိုစားထထည့်စီရမလို့ပါဘူးရှင်ဒါလေးကရုံးမရီတီးပါ ရုံးမရီတီးကြိုးတဲ့ချိန်မှာတော့နည်းနည်းလေးလူကစိတ်မရှိတရှိဖြစ်နေပါတယ်အဲ့တော့ရုံးမရီတီးကနည်းနည်းလေးတော့မလောက်ဖြစ်သွားပါလိမ့်ရှင်တိခံပြီးကြည်ပေးကြပါနော် ကဲခုဆိုရင်တော့အကျော်ဆုံးပုပ်ပူလေးရပါပါပြီအချင်းစနီးလေးတင်ပေးပါမယ်ရှင်အချင်းရတော့မြကြီးသီးနဲ့တညက်ရီကိုချိုထားပြီးတော့စကားတိုက်ထားတာဖြစ်ပါတယ်ဒါလေးပါပြီးရင်တော့သူ့ထဲမှာရတာဆက်ပါမယ်ရှင်ယူဒီစိန်လေးညက်ထည့်လိုက်ပါတယ်ထောင်းထည့်လည်းရပါတယ်စက်သွမှုထောင်းထားတာထည့်ပါတယ်နန်းနမင်းထည့်ပါတယ်စားရင်ငခတ်မုတ်ထည့်ပါတယ်ရှင် ပြီးရင်တော့ကိုချက်ရချီလီဆော့စ်ပေါ့နော်ချီလီဆော့စ်လေးနည်းနည်းထည့်ပြီးတော့မြေပြလိုက်ပါမြေဗီဒီယိုမှာကြံသွားလို့ပါရှင်အဲဒါဆိုရင်တော့ကိုလိုမျိုးပြပြနည်းနည်းလေးနဲ့အရန်ကိုစားကောင်းနဲ့အချိန်လေးရသွားပါပြီဖြစ်ပါတယ်မြေမျိုးအပိတဲ့ဒီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်